အားလုံးပဲမင်္ဂလာပါအခုကတော့အမတို့ဖြစ်ပြနေတဲ့အခုလက်ရှိဖြစ်ပြနေတဲ့အကြောင်းအလေးတွေနဲ့ပတ်သက်ပြီးပြပြပေးချင်ပါတယ်ဆိုတော့အခုဒီရက်ပိုင်းမှာဆိုရင်တော်တော်များများသတင်းတွေလည်းကြားလိုက်မိလို့ထင်တယ်ပေါ့နော်အမပဖမီးမာနေတော့ကလည်းဒီ US မှာဘာတွေဖြစ်နေသလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အမတို့အမြဲလေးလာဖြစ်တယ်အဲတုံးသက်ဖြစ်တယ်ပေါ့နော်အခုလည်းအဲ့တိုင်းပါပဲဘာတွေဖြစ်နေသလဲဆိုတော့ အခုဆိုရင်အနေရာတော်တော်များများမှာဆန္ဒပြပွဲဖြစ်တယ်ပေါ့နော်ဒီဟာတွေကလေဟိုလွန်ခဲ့တဲ့၄လလောက်၆လောက်လောက်ထဲကတအောင်နှွေးနှွေးဖြစ်နေရဲ့ပြဿနာတွေပေါ့နော်တအောင်နှွေးနှွေးဖြစ်နေရဲ့ဆိုတာကအဒီခေါင်းနီတက်လာခဲ့တဲ့ကတော့သူကပြောထားပြီးသားလေနော်ဟိုပြန်ပို့မယ်ဆိုတာပြောထားတယ်။ဒါပေမဲ့ပထမတော့ကပြန်ပို့မယ်ဆိုတာကပြစ်မှုကျူးလွန်ထားတဲ့သူတွေကိုပဲပြန်ပို့မယ်ပေါ့နော်။ပုံမှန်လူကောင်းတွေအများကြီးရှိရတယ်နော်။ ပဲတွေကဥမာပဲတွေအခုလက်ရှိအထိပဲတွေကိုအဓိက main ထားနေတာဗောလေဒါပေမဲ့ပဲတွေကိုပဲ main ထားနေရလားဆိုတော့လေအဲ့လိုကြီးလည်းမဟုတ်နေပြအောင်ဒါပေမဲ့အဓိက main ကသူတို့ဖြစ်နေတယ် ဆိုတော့တကယ်ပဲတွေဝယ်ပြန်ပို့တယ်ဟုတ်ပြီပြန်ပို့မယ်ဒါပေမဲ့၁၀ယောက်ရောက်လာရင်၁၀ယောက်လုံးကလူစုမှမဟုတ်တာလေနော်၂ယောက်လောက်ကလူစုပါလိမ့်မယ်၈ယောက်လောက်ကတကယ်စူးစမ်းပြီးတော့တကယ်နေထိုင်ကောင်းမွန်နေထိုင်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ဒီလိုလူတွေကိုပါအခုဆိုရင်နေရင်တော့ဆက်စကြင်းတော့ကတော့၂ယောက်လောက်ကိုပဲအဲလူစုလူမိုက်တွေကိုပဲပြန်ပို့နေပြီးတော့အခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့လူတော်တော်များများကိုပြန်ပို့နေရယ်ပေါ့နော်ဆိုတော့အဲ့တော့ကောင်းမွန်လုပ်နေတဲ့လူတွေအတွက်ကကျတော့တော်တော်လေးကိုခက်ခက်ဖြစ်ရတယ် အဲ့လိုပဲကြံရှိခဲ့တဲ့မိသားစုဝင်တွေအတွက်ကလည်းစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရတယ်ပေါ့နော် အခုဆိုရင်အလုပ်တွေရဲ့အထိပါဆွဲလာတယ်။ဒီ LA မှာဖြစ်တဲ့ကိစ္စဆိုရင်လည်းအရန်ထင်ရှားရဲပေါ့နော်။အလုပ်လုပ်နေတဲ့နေရာတွေမှာဝင်ရောက်ဆွဲတဲ့အတွက်ပြဿနာတွေကပိုကြီးထွားလာကြရဲပေါ့နော်။ပြီးတော့လူတွေကအာဒီ neighborhood တွေကလည်းမြင်ရတာစိတ်ဆင်းရဲလာကြရဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကိုကဘလောက်အဆင်ပြေနေပြေနေပါစေကိုပတ်ဝန်းကျင်မှာအဆင်မပြေတဲ့လူတွေများလာလေလေစိတ်ဆင်းရဲရတယ်။ကြည့်ရတာလည်းစိတ်နှောက်ရှက်ဖြစ်တယ်ပေါ့နော်။ဆိုလူတော်တော်များများကစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတယ်။ပြီးတော့အခုဟာက ဒီပဲတွေတခုပဲဆွဲနေရလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးပေါ့နော်ဟိုမှာအေရှန်ရုပ်တွေလောသူတို့မတင်ကားဘူးလို့ထင်တဲ့လူတွေအကုန်လုံးဆွဲတယ်ပြီးတော့မှဆားဆန်တဲ့ဆိုရင်ပြန်လွတ်လိုက်တာမျိုးပေါ့နော်ဒါပေမဲ့အ ਨੇ ချင်းတော့စိတ်ဒုက္ခရောက်လာတယ်ပေါ့နော်ဆိုတော့အကုန်လုံးလူပင်မဲစိတ်ပင်မဲဖြစ်နေရတယ်ဒီအချိန်ဒီမှာတော့လေဆိုတော့ကိုချင်းစာဟိုမှာထားပါတော့ကိုကကိုလူမျိုးအတိုင်းအဝဆွဲနေရဆိုရင်လေကိုလည်းစိတ်ဆင်းရဲမှာပဲလေနော်ဒါကောင်းတဲ့ကိစ္စမှမဟုတ်တာဆိုတော့ကောင်းမွန်တဲ့လူတွေအတွက်ကောင်းတဲ့နေထိုင်ခွင့်ပေးရမယ်သူတို့အလုတ်လုတ်အလုတ်လုတ်ခွင့်ကပြားလူဟာမျိုးတွေပေးထားတဲ့ င်တယ်ဒါမှသူတို့အခွန်ဆောင်မယ်တိုင်းပြည်အတွက်လည်းအေးချမ်းမယ်သူတို့အတွက်လည်းအဆင်ပြေမယ်ပေါ့နေရထိုင်ရတာအဆင်ပြေမယ်ပေါ့နော်အမအမြင်ရတော့လေအခုချက်တော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အကုန်လုံးကိုဆွဲဟိုကောင်းတဲ့လူတွေလည်းဆွဲမကောင်းတဲ့လူတွေလည်းဆွဲဆိုတော့ကောင်းတဲ့လူတွေအတွက်ကဒုက္ခအကြီးကြီးရောက်ကုန်ကြတာပေါ့နော်ဆိုတော့မိသားစုဝင်တွေအတွက်ကလည်းစိတ်ပင်မဲ့လူပင်မဲ့ဖြစ်ရတယ်အမတို့ဆိုလည်းအခုနေထိုင်ရတာစိတ်လုံးချုံမှု အားနည်းတယ်ပေါ့နော် အရင်တော့အနေနိုင်ငံရောက်တော့ဆိုရင်ရဲကဖြစ်သွားလဲဘာမှကြောက်စရာမလိုဘူးအာသူလည်းသူဟာသူနေကိုလည်းကိုဟာကိုနေပေါ့နော်ဒါပေမဲ့အခုကျတော့အဲ့လိုမဟုတ်တော့ရဲကအတန်ကြားနေရ